ိုင်းမြန်မာနှစ်နိုင်ငံနယ်စပ်နာမှာအမြင့်မတိလေရင်ဒဇင်းပြန်တန်းနေတာကိုဂျားပြတ်ဟတ်တာစောင့်ကြည့်ဖို့ထိုင်းတော်ဝင်လက်တက်ကတိုက်လေရင်တွေဆင်လွတ်ခဲ့လို့သိရပါတယ်။ထိုင်းတော်ဝင်လက်တက်ဒုတိယအကြီးအကဲပရာဘတ်စန်ချိုင်ဒီကမေလ6ရက်နေ့မွန်းလွဲပိုင်းမှာထိုင်းပြည်နယ်ထဲဝင်ရောက်လာတဲ့လေရင်ဒဇင်းကို ဂျာပြဟန်တာပေါ F16 တိုက်လေယာဉ်တွေကိုဇေလွတ်ခဲ့တာလို့ပြောကြားခဲ့တာပါအဲ့ဒီအမျိုးမြင့်မသေးတန်ရာဖြစ်ဖွယ်လေးရင်ဟာမြန်မာနဲ့နယ်စပ်နာကထိုင်းနိုင်ငံကချနာဝူရီပြည်နယ်ရဲ့လေပိုင်နဲ့တန်ရောက်ရှိခဲ့တယ်ဆိုတာကိုရေဒါမှာထောက်လန်းတွေ့ရှိပြီးရနောက်မှာထိုင်းတော်ဝင်လက်တပ်ကသတ်မှတ်လုပ်ထုံးတွေနဲ့အညီတုတ်ပြန်ခဲ့တာလို့ဆိုတာပါနခေါ်စဝမ်ပြည်နယ်ထဲကတက်ကလိုင်းမှာခြေဆိုင်တဲ့ latest scan ကနေ F16 တိုက်လေယာဉ်20ဟာ ဒီအခြေအနေကိုတုတ်ပြန်ဖို့ပြန်တက်သွားခဲ့ပြီးငယ်စားမှာကင်းလဲခဲ့တာလို့သိရှိရပါတယ်။ထိုင်းတော်ဝင်လေးတရဲ့ကြေညာချက်မှာတော့ကကြနာဘူရီလေးပိုင်းနဲ့တည်းရောက်ရှိခဲ့တဲ့လေရင်ကိုမြန်မာစစ်တပ်ရဲ့လေရင်လိုဆက်ဆွဲထားတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့အရင်ကစက်ကောင်စီရဲ့လေရင်တွေဟာနေဆက်မှာဘုံကျဲရာတွေနဲ့တခြားစစ်စင်ရဲ့လှုပ်ရှားမှုတွေကြောင့်ထိုင်းလေးပိုင်းနဲ့တည်းရောက်ရှိသွားတဲ့ဖြစ်စဉ်တွေပေါ်ပေါက်ခဲ့ပူတာပါ။ပြီးခဲ့တဲ့လတုန်းကလည်းထိုင်းမြန်မာနေဆက်နားမှာစက်ကောင်စီနဲ့ KNU တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ စစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့နောက်ထိုင်းရဲ့ F16 တိုက်လေယာဉ်နှင်းဟာနေစာမှာကင်းလဲပြန်တန်းခဲ့ရပါသေးတယ်ရှင်။